ဧည့်သည်တော်ကြီးများခင်ဗျာကျွန်တော်ရှိပါဆိုခဲ့တဲ့အတိုင်းအာနာသိန်းစစ်ခေါင်းဆောင်ကဒီဇင်ဘာလ28ရက်နေ့မှာပြုလုပ်မဲ့ရွေးကောက်ပွဲအောင်မြင်ရေးအတွက်မဲဆန္ဒရှင်စီရင်ပြည်ဆောင်မှန်ကန်မှုလုပ်တဲ့အခါမှာဒီတကောင်စည်းင်းကထွက်လာတဲ့လူကြီးကိန်းကနဲ့အချက်လက်တွေကအထောက်ကူပြုတယ်လို့2024ခုနှစ်တကောင်စည်းအစီရင်ခံစာထုတ်ပြန်ခြင်းအခမ်းအနားမှာပြောဆိုခဲ့ပါတယ်။စစ်ခေါင်းဆောင်ကဒီလိုပြောဆိုခဲ့ပေမဲ့ဒီတကောင်စည်းင်းကထွက်လာတဲ့လူကြီးကိန်းကနဲ့အချက်လက်တွေမှာ ခမန်းလူဦးရေတွေပါဝင်နေပြီးတကောင်စင်းကောက်တုံးကတချို့နေရာတွေမှာဟန်ပြလောက်ပဲကောက်ခဲ့တာတွေရှိတာကြောင့်ဘလို့မှမှန်ကန်မှုရှိမှာမဟုတ်ဘူးလို့အိန္ဒိယမြန်မာရေးလေလာဆောင်ကြည့်တဲ့ India for မြန်မာအဖွဲ့တည်ထောင်သူစလိုင်းဒူခါကဆိုပါတယ်စီကောမရှင်ကတည်းတကောင်စင်းတွေ like out တယ်ဆိုရဲဟန်ပြပုံစံမျိုး like out တဲ့ရက်ကွဲမှာတချို့ကောက်တဲ့ဟာရှိတာပေါ့နော်ဂျန်တိုင်းဟာကတော့အရင်ကဇင်းဇရာဟောင်းတွေကိုပဲပြန်ပြောမှာ ကိုးကားတယ်လို့ကျွန်တော်တို့တည်ထားရတယ်ဆိုတော့ဒီအထူးသဖြင့်ကျွန်တော်တို့နေနီးဆက်တဲ့ချင်းပြည်မျိုးကြီးဟာမျိုးမှာဆိုတင်တဲ့တင်စင်းတကောင်စင်းကောက်နေပြီးဟာမရှိဘူးတချို့မှာတချို့နေရာမှာကောက်တလို့လိုမျိုးဟန်ပြရဲအဲ့ဒီဟာမျိုးကောက်တဲ့ဟာမျိုးဆိုလေတဲ့တော်လာချင်းအားစုရိယာတတိပေးတဲ့ခါဆိုတော့တကောင်ကောင်းမွန်မွန်မကောက်နိုင်တဲ့ဟာရှိခဲ့တာပေါ့နော်ဒါမဲ့အမ်စင်းထွက်လာတော့လေကောက်တလို့လိုမျိုးနဲ့စင်းကောက်ထုတ်လိုက်တဲ့ဟာမျိုးဖြစ်နေတဲ့ခါကျတော့ဒါ ဟိုသူတို့စင်ကောက်ခံမှုနဲ့ပတ်တယ်နော်ဘယ်တော့မှပန်ကံမှုရှိမှာမဟုတ်ဘူးဆိုတာတော့အထင်သာမြင်သာရှိတယ်။မြန်မာနိုင်ငံမှာမြို့နယ်ပေါင်း330ရှိတဲ့အထက်သကောင်စင်းအပြည့်ဝကောက်ယူနိုင်ခဲ့တာက152မြို့နယ်ပဲရှိပါတယ်။ဒစိတ်တစ်ပိုင်းကောက်နိုင်တဲ့မြို့နယ်က120ရှိပြီးလုံးဝမကောက်နိုင်တဲ့မြို့နယ်ကတော့58မြို့နယ်ရှိပါတယ်။ ဒါပေမဲ့အခုအစီရင်ခံစာနဲ့အရင်ထုတ်ပြန်ခဲ့တဲ့ရှေ့ပြေးအစီရင်ခံစာရဲ့နောက်ဆက်တွဲဇယားပါအချက်လက်တွေကိုတိုက်ဆိုင်စစ်ဆေးကြည့်တဲ့အခါအပြေဝကောက်နိုင်တဲ့မြို့နယ်က145မြို့နယ်၊ဒစိတပိုင်းကောက်နိုင်တဲ့မြို့နယ်က123မြို့နယ်နဲ့လုံးဝမကောက်နိုင်တဲ့မြို့နယ်က62မြို့နယ်ရှိနေတာကို တွေ့ရပါတယ်။ပြည်လုံးကျုမကောက်ယူနိုင်တာကြောင့်လူရည်စည်ရင်းကိုထုတ်ပြန်ရမှာခက်မှန်းချက်တွေပါဝင်လာရပြီး လူရည်တန်း20နီးပါးဟာခမန်းလူရည်တွေဖြစ်လာပါတယ်။အဲ့ဒီလိုလိုအပ်ချက်တွေရှိခဲ့တဲ့တကောင်စင်းကောက်ယူမှုကိုအခြေခံတဲ့ဆိုရဲစစ်ကော်မရှင်ရဲ့မဲစင်းကရောစစ်ကောင်းဆောင်ပြောသလိုပြည်စုံမှန်ကန်နေပါရဲ့လား။ပြီးခဲ့တဲ့လပိုင်းကမှစစ်တပ်ကြောထောက်နောက်ခံပါတီဖြစ်တဲ့ကြန့်ခိုင်ရေးပါတီကလူသိများတဲ့ကိုစလေတယောက်ဖြစ်တဲ့ဘူးလက်လှဆွေကိုတိုင်းမဲစင်းမှားတဲ့ကိစ္စအဝေဖန်ခဲ့ပါသေးတယ်။ ဒါအပြင်သကောင်စင်းရဲ့ကောက်ယူနိုင်မှုအခြေအနေနဲ့လွှမ်းခြုံနိုင်မှုအခြေအနေတွေဟာတိကျမှုမရှိတာကို တွေ့ရတယ်လို့စစ်ကောင်းဆောင်ပြောတဲ့မဲဆန္ဒရှင်စီးရင်ပြည်စုံမှန်ကန်မှုလုပ်တဲ့အခါမှာဒီသကောင်စင်းကထွက်လာတဲ့လူဦးရေကိန်းခဏအချက်လက်တွေက အထောက်အကူပြုတယ်ဆိုတဲ့ပြောဆိုချက်ဟာလည်းလွဲမှားနေတယ်လို့ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူတယောက်ကဆိုပါတယ်။သကောင်စင်းကမဲဆန္ဒတရားတော့ မဆိုင်ဘူးเนาะတကောင်ဆင်းဆိုအဓိကတော့မေဆန်နာနေခွဲဝေတမှတ်ဖို့အတွက်ကိုအဓိကတုံးရတယ်စည်ရင်းမျိုးဖြစ်တယ်ပေါ့เนาะတကောင်ဆင်းကောက်တာကြောင့်မေဆင်းမှန်လာမှုလို့ပြောတဲ့ကိစ္စလည်းဒီလိုမျိုးရေကောက်ပွဲဆင်းကိုနားမလည်လို့ပြောရရောက်ပါတယ်ဆိုတော့အဲ့လိုမျိုးပဲပြောခဲ့ကြတာပဲပေါ့เนาะဆိုတော့စစ်ကောင်ဆောင်ခုလိုက်တော့ဆိုတော့ဒါကြောင့်မလို့တကောင်ဆင်းကောက်ပေမဲ့တကောင်ဆင်းကလည်းနိုင်ငံနှံကောက်နိုင်တဲ့အားမျိုးဟုတ်ခဲ့ဦးတကောင်ဆင်းကလည်းနိုင်ငံနှံမကောက်နိုင်တဲ့လိုဆိုတော့ဒီလိုရေကောက်ပွဲဆက်လုပ်တယ်ပေါ့เนาะဆက်လုပ်တော့လေမေဆင်းကိုလည်းသူတို့မှန်အောင်လုပ်နိုင်မယ်မထင်ဘူးပေါ့ ဘာသာသားများအဖွဲ့ချုပ်ကသတင်းနဲ့ပြန်ကြားရေးကော်မတီဝင် မခင်နီကတော့စစ်ကောင်းဆောင်ရဲ့ပြောဆိုမှုကိုအာရုံထားနေစရာမလိုဘူးလို့ဆိုပါတယ်။ကျမတို့အနေနဲ့ကတော့ဒီသကောင်စင်းစစ်တမ်းတို့မဲစင်းတို့ဒါတွေကအမှန်မှန်ဆိုတာကစာအာရုံထားနေစရာမလိုဘူးလို့အယူဆပါတယ်။စစ်ဆိုးရကတော့တယောက်ပဲမဲထက်ထက်အော်သူနိုင်ပါပဲနှစ်ယောက်မဲထဲလည်းနိုင်ပါပဲဘယ်နှစ်ယောက်ပဲရှိရှိဘယ်နှစ်ယောက်ပဲမဲထဲထဲဘယ်သူပါပါမပါပါ အလုံးသူ့စုစင်တိုင်းသူသားကြီးအောင်လုပ်ပါပဲ အနောက်ဆုံးပြည်သူတွေကမဲထဲရတယ်ဆိုတော့အခုကလူတို့ကို तू ကသက်နှစ်ထောက်ပြီးတော့မဲထဲခိုင်းနေတဲ့အချိန်နေလူတို့ကကြောက်လို့မဲထဲရတဲ့အချိန်နေ2024သကောင်စင်းစီရင်ခန်းစာအရာမြန်မာနိုင်ငံရဲ့လူဦးရေစုစုပေါင်းက51တသမ4သန်းဖြစ်ပြီးနိုင်ငံရဲ့လူဦးရေကဆယ်စုနှစ်တွေအတွင်းပထမဆုံးအချိန်အဖြစ်ရောကျနေတယ်လို့စစ်ကောင်းဆောင်ကပြောပါတယ်လူဦးရေရောကျလာတဲ့အကြောင်းရင်းမှာမွေးဖွားနှုန်းကျဆင်းတာ ရွှေပြောင်းသွားလာမှုမြင်မာလာခြင်းတို့ကြောင့်ဖြစ်တယ်လို့လည်းဆိုပါတယ်။တကောင်စီအချက်လက်တွေအရမြန်မာနိုင်ငံသားတသန်းကျော်ဟာပြည်ပနိုင်ငံတွေမှာရောက်ရှိနေတယ်လို့သိရပြီးလက်တွေမှာဒီထက်ပိုများနိုင်တယ်လို့လည်းဆိုပါတယ်။ကျွန်မမြတ်သိစင်ပါရှင်။